1936ခုနှစ်မှာဆိုတော့ဝါရှင်တန်မြို့ရဲ့ဆင်ရတာရက်ကွက်အထက်မှာဂျိုးဆွဲလူငယ်တယောက်ရှိပါရီသူကကောလိပ်ကိုတက်ဖို့အတွက်ပြင်ဆင်နေခဲ့တာပါဂျိုးစီမှာပိုက်ဆံတိတ်ပြီးမရှိပါဘူးကားအုပ်ကြီးအထက်မှာတယောက်ထဲပဲနေရပါရီဒါပေမဲ့သူ့ရဲ့ကောလိပ်အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အတွက်အလုပ်ကလေးဝေးကိုရှာလုပ်ပြီးဆွဲနဲ့ဂျိုးစားနေခဲ့တာပါဒီလိုနဲ့တနေ့မှတော့ဂျိုးဟာကျောင်းမှာကျောင်းလာခမပေးနိုင်တဲ့အတွက်ဒုက္ခရောက်သွားခဲ့ပါရီဒီတပတ်အတွင်းမပေးနိုင်ဘူးဆိုရင်ကျောင်းကနေအထောက်ခံရတော့မှာပါဂျိုးနဲ့သူ့ရဲ့တငယ်ချင်းကကျောင်းရဲ့ကျောင်းရဘုတ်မှာ ိုက်ဆံရှာပွေနိုင်မယ်အလောက်ကိုရှာကြည့်ခဲ့ပေမဲ့ဘာမှကိုမတွေ့ရပါဘူးဒီလိုနဲ့နောက်တနေ့မှဆိုတော့ဂျိုဟာစာကြည့်တိုက်မှာရှိနေတော့သူ့ရဲ့အတန်းတဲကဆွဲဆောင်မှုရှိတဲ့မင်းကလေးကြွိုက်ဟာသူ့ကိုရှီကလာခဲ့ပြီးမမ့်မိသေးတလားလို့မေးလိုက်ပါရင်းမြင်တော့မြင်ဖူးတယ်ဆိုတော့ကိုတိနေခဲ့ပြီး မူလတန်းចောင်းတို့ကသူ့တငယ်ရှင်ဟောင်းဖြစ်နေတာလဲသိလဲရပါရင်တို့နှစ်ယောက်ဟာဟိုးအရင်တို့ကအចောင်းတွေပြောကြပြီးပျော့ပျော့ရွှင်တဲ့စကားဝင်ပြောနေတော့ကျိုးရဲ့တငယ်ရှင်ရောက်လာတော့ strike ကလည်းထွက်သွားခဲ့ပါရင်အဲ့ဒီအချိန်မှာပဲကျိုးရဲ့တငယ်ရှင်ကចောင်းရဲ့လေလောအဖွဲဝင်ထဲဝင်မယ်ဆိုရင်ចောင်းလခဝေကိုပေးနိုင်မယ်နီလန်းရှာတွေ့ပြီလို့ကျိုးကိုပြောပြပါရင်အဲ့ဒီနေ့မှာပဲသူတို့က ဒီလိုအဖွဲအတွက်သွားပြီးစရင်တွင်းကြတော့တခြားចောင်းတောက်ကြီးကလည်းအများကြီးအလားတူရည်ရွယ်ချက်နဲ့ရောက်နေတာကိုတွေ့ရပါပြီပြီးတော့လီလော်နီးပြတုံးရောက်လဲရောက်လာခဲ့ပါပြီနီးပြအဲဟာသူတို့ကိုကိုခန္ဓာចန့်ခိုင်မှုစမ်းသပ်ပြီးတော့သူတို့အထက်ကခြေရောက်ပဲအငဲတန်းလီလော်အဖွဲထဲရွေးရှယ်မယ်လို့ပြောပါပြီလူပိုင်းအဝတ်လဲပြီးတော့ကာယစမ်းသပ်မှုစတင်ခဲ့ကြပါပြီသူတို့ကပြေးတာလီလော်တာအပြင်တစ်တုံးကြီးဝေကိုလွှားတိုက်တာလိုမျိုးအစမ်းကျေဆုံးသောလေ့ကျင့်ခန်းတွေကိုလုပ်ပြကြရပါပြီ ဒီလေးကျင်ခန်းတွေကရက်ပေါင်းများစွာကိုကြာတာပါလေးကျင်ခန်းတွေဆုံးတော့လူအများစုကအရန်ကိုမောနေကြပါပြီရက်ပေါင်းများစွာကြာတဲ့လေးကျင်ခန်းတွေပြီးတော့နီးပြဝေကဘတူဝေကိုရွေးရှင်မလဲစွာကိုထုတ်ပြောလိုက်ပါပြီကျိုးနဲ့သူ့ရတဲ့ငယ်ရှင်တွေကလည်းအရွေးခံလဲရပါပြီအဲ့ဒီညမှာပဲရွေးရှင်ခံရတဲ့လီလောသမားရှိအောင်စုပြီးတော့အချင်းချင်းမိတ်ဆက်လိုက်ကြပါလိမ့်။ကြံတဲ့လူဝေစကားပြောနေကြတဲ့အချိန်မှာဂျိုးကကြွရဲ့အဆောင်ခန်းကိုခိုးထွက်သွားခဲ့ပြီးတော့လီစီဖို့အတွက်လိုက်ခဲ့ပါလို့ဖိတ်ခေါ်ခဲ့ပါလိမ့်။ဂျိုးကသူ့လီလောအဖွဲ့ထဲဝင်ခွင့်ရပြီဖြစ်လို့အာကစားသမားတဲအောင်နေနဲ့တနေ့ ုံးချိန်စားရတဲ့အခမဲ့အဆောင်ရတယ်ဘွေမရခင်အထိအကြောင်းလာခလည်းမပေးရဘူးဆိုရင်အခွင့်အရေးဝင်ရရှိတဲ့အကြောင်းကြိုက်ကိုပြောပြပါရီကြိုက်ကလည်းအရန်ကိုဝမ်းတာသွားခဲ့ပါပြီဒီလိုနဲ့နောက်တနေ့မှဆင်တော့အငယ်တန်းလီလော်အဖွဲကပုံမှန်လေးကျင်ခန်းနေပြန်ဆပြီးညနေမှာလေးကျင်ခန်းပြီးလို့ကျိုးပြန်ဖို့အတွက်လုံနေတော့လေတီဆောက်တဲ့အခန်းထဲကိုအမတ်မထင်ဝင်မိသွားခဲ့ပါရီသူ့လေးဝေးကိုစိတ်ဝင်စားနေတော့မှပဲကြော့ဆိုရဲ့ လေလုံးတဲ့အဖိုးအကြီးရောက်လာခဲ့ပါရင်သူကကျိုးကိုမကြာခဏလာလေနိုင်ပါတယ်လို့ပြောပါရင်ကျိုးကလည်းရန်ကိုဝမ်းသာသွားခဲ့ပါပြီးကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကျောရဲ့အခန်းကိုတန့်ရှင်းလုပ်ပေးခဲ့ပါရင်လပောင်များစွာကြာတော့ကျိုးကလည်းသူ့ရဲ့ဘဝအတိတ်ကိုနှစ်တက်လာပါရင်မနေ့ကမှကြွိုက်နဲ့စာဝေလိလာနေ့လယ်ကမှဒီလိုတဲ့အတင်းမှလေးချင်း ညနေခင်းမှဆိုရင်တော့ job ကိုလေလောက်တာကုညီတဲ့ဘဝမျိုးနဲ့ပဲနေပြီးပျော်ရွှင်နေခဲ့ပါလိမ့်တနေ့မှာတော့အကြောင်းရုံခန့်တဲ့ကလူတွေဟာနိပြအဲကိုလာမဲ့အပတ်ပြိုင်ပွဲအကြောင်းလာမိကြပါလိမ့်နိပြဆဲကသူတို့အငေတန်းအသင်းကိုအရင်လွတ်မယ်လို့ပြောပါလိမ့်အကြောင်းကတော့အကြီးတန်းအသင်းအနေနဲ့နလအတွင်းနယူးယောက်မှာကျင်းပမဲ့တက်ကတော့ပေါင်းစုံပြိုင်ပွဲကြီးအတွက်နားနေဖို့လိုအပ်လို့ပဲဖြစ်ပါလိမ့်နယူးယောက်မှာအကြီးတန်းအသင်းအနိုင်ရခဲ့မယ်ဆိုရင်တော့ဂျာမနီနိုင်ငံဘာလီမြို့မှာကျင်းပမဲ့အိုလံပစ်ပြိုင်ပွဲမှာအမေရိကန်ကိုကိုစားပြုနိုင်မှာဖြစ်ပါလိမ့် အဲ့ဒီညနေမှာပဲနီးပြအဲနဲ့သူ့ရဲ့တငယ်ရှင်နီးပြသွန်တို့ကတိတ်လေးကျင့်ထားတာမရှိတဲ့အငယ်တန်းအတင်းအတွက်လေလော်ပြူဟာကြံစီနေကြပါလိအတင်းသားဝီရဲ့ကိုခန္ဓာအခြေအနေကောင်းမှုပြင်မဲ့သူတို့ရဲ့လေလော်နဲ့နီးပြကတော့တော်တော်လေးကိုညံ့ပြင်းနေတေးပါလိကြော့ကလည်းအဲ့ဒီမှာရှိနေခဲ့ပြီးနီးပြအဲနဲ့နီးပြသွန်တို့ကိုအကြံဉာဏ်ပေးပါလိသူကအတင်းရဲ့နီးပြပိုင်းထက်အရေးကြီးတာကခိုင်မာတဲ့ဥဆောင်သူရှိဖို့ဖြစ်တယ်လို့ပြောပါလိ နီးပြူဟာပြောင်းလဲရေးနဲ့ပတ်သက်ပြီးစိတ်ဖိစီးနေမဲ့အစားအတင်းကိုဦးဆောင်နိုင်မဲ့ကပတိန်တယောက်ရှာတာကပူကောင်းပါတယ်လို့ပြောပါရီးကြော့ပြဲစကားကြောင့်ပဲနီးပြအေရဲ့ခေါင်းထဲကိုရုတ်တရက်အကြံတစ်ခုဝင်လာခဲ့ပါရီးနောက်တနေ့မှပဲနီးပြအေကအကြီးတန်းအတင်းရဲ့ကပတိန်ဖြစ်သူဘော်ဘီကိုဖုန်းဆက်လိုက်ပါရီးဘော်ဘီရဲ့ပေါပေါနေပြီမဲ့ဆွဲကောင်းတဲ့ဇယိုက်ကိုတိထားလို့နီးပြအေကဘော်ဘီဟာအငဲတန်းအတင်းရဲ့ကပတိန်အဖြစ်အဆင်ပြေလိမ့်မယ်လို့ယုံကြည်ပါရီး ဒီလိုနဲ့နောက်တနေ့ဘောဘီဟာအငယ်တန်းအသင်းရဲ့လေးကျင်ခန်းကိုတာဝန်ယူပါရီလေးကျင်ခန်းအတွင်းဘတူမဆူအမားတခုလုံးမယ်ဆိုတော့ဘောဘီကချက်ချင်းပဲပြန်ဆခိုင်းပါရီလူပိုင်းအတူတူမမှန်ကံမလုံးမရှင်လေးကျင်ခန်းကိုမရက်ပေးပါဘူးအဲ့ဒီညမှာပဲကြော့နဲ့ကျိုးတို့လေးကိုအတူတူဈေးတုံနေတော့ကျိုးကသူ့ရဲ့အသိကိုဖွင့်ရပြောပြပါရီ ဂျိုးဟာသူ့ရဲ့မိဆုံးပြဲနောက်သူ့အဖေအမျိုးသမီးအသစ်နဲ့ပြန်လဲထပ်ကြတော့မိထွေးကသူ့ကိုကောင်းကောင်းမွန်မွန်မဆက်ဆံဘူးလို့ပြောပြပါလိဂျိုးဟာတာဝီကိုမခံနိုင်တော့တာနဲ့အသက်15နှစ်မှပဲအိမ်ကနေထွက်ပြေးပြီးတော့ဂါဒစီထဲမှာတယောက်ထဲနေခဲ့ရတယ်လို့ပြောပြပါလိဒီစကားကိုကြားတော့ဂျော့ကတကယ်ကိုဇွိမ့်သွားပါလိ ရပ်ပေါင်းများစွာဆက်တိုက်အတင်းလေးချင်းကြပြီးတော့ပြိုင်ပွဲရက်အထိရောက်လာခဲ့ပါပြီပြိုင်ပွဲကြီးမှာဂျိုးတို့ဝါရှင်တန်တက္ကသိုလ်ရဲ့အငဲတန်းအတင်းဟာလွန်ခဲ့တဲ့နှစ်နှစ်လုံးလုံးဆက်တိုက်အနိုင်ရထားတဲ့ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ပြိုင်ဖက်အတင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါပြီပြိုင်ပွဲမဆခင်မှာဘော်ဘီကသူတို့ကအားပေးစကားပြောပါပြီသူကအတင်းသားဝေးကိုလူဝိုင်းရဲ့အရှိမသူတို့ရဲ့ကြိုးစားထားမှုရဲ့အားလုံးအားပြသဖို့တိုက်တွန်းပါပြီအားလုံးအဆင်သင့်ဖြစ်တဲ့အခါမှာပြိုင်ပွဲစပါပြီဝါရှင်တန်အတင်းအရှိန်မြင့်နေခဲ့ပါပြီ ဝါရှင်တန်အသင်းဟာအစပိုင်းတိတ်ပြီးမကောင်းဘဲနဲ့စတင်ခဲ့ရပြီးတော့ကယ်လီဖိုးနီးယားကတားကိုမြန်တဲ့နှုန်းနဲ့စတင်ခဲ့ပါပြီဒါပေမဲ့ဘော်ဘီကအသင်းကိုပြန်လည်စီရင်ခဲ့ပြီးတော့အလုံးကိုစုစည်းပေးနိုင်ခဲ့ပါပြီဒါပေဖြစ်နေပဲဝါရှင်တန်ဟာကယ်လီဖိုးနီးယားနဲ့ကွာချက်ကိုကျင်းပြောင်းလာခဲ့ပါပြီပြီးခါနီမြင်းကနေမိသားနေရအလိုမှာပဲဝါရှင်တန်ကကယ်လီဖိုးနီးယားကိုကျော်တက်နိုင်ခဲ့ပြီးလီတစည်းစာအကွာဝေးနဲ့ပြန်ပွဲကိုအနိုင်ရသွားခဲ့ပါပြီအခုဆိုရင်ဒလလောက်ကြာသွားပြီဖြစ်ပေမဲ့အငယ်တဲ့အသင်းကပုံမှန်အတိုင်းပဲလေ့ကျင့်နေစေပါ မနေ့ညကတော့နီးပြအဲနီးပြတုန်တဲ့ job လို့ကတက်ကလို့ပေါင်းစုံလေလောပြန်ပွဲအကြောင်းဆွေးနွေးဖို့စုဝေးခဲ့ကြပါရီနီးပြတုန်ဟာလွန်ခဲ့တဲ့လကအငယ်တန်းအတင်စွမ်းဆောင်ရည်ကိုသဘောကျတဲ့အတွက်အဲ့ဒီအတင်းကိုပြန်ပွဲမှာចောင်းကိုစားပြုစိတ်ရှင်တယ်လို့ ပြောခဲ့ပါရီဒါပေမဲ့နီးပြအေကတော့ကြိုတင်ပြီးဂျောင်းဘုံအဖွဲ့ကိုအကြီးတန်းအတင်းသွားမယ်လို့ဂတိပေးထားပြီးပြီဖြစ်တာကြောင့်အဲ့ဒီအချံကိုပယ်ချပါရီအတင်းနဲ့ဆိုရင်တိုင်ပင်ရှင်မရှိပဲနီးပြအေဆုံးဖြတ်တာကိုနီးပြတုံကဂျေနပ်ပုံမရပါဘူးနီးပြတုံထွက်သွားတဲ့ခါမှာဂျော့ကဝါရှင်တန်မှာလီလော်အတင်းမှာရှိခဲ့တဲ့အချိန်ကနီးပြအေရဲ့စိတ်အားထက်တမှုကိုသဘောကျတဲ့အကြောင်းပြောခဲ့ပါရီဒါပေမဲ့ကောလီပြီးပြီးအတင်းပြိုကွဲသွားတဲ့နောက်ပိုင်းမှာဆိုတော့နီးပြအေရဲ့ အဲ့ဒီစိတ်ဓာတ်ပျောက်ဆုံးသွားခဲ့ပါရင်အခုနှစ်ပေါင်းများစွာကြာတဲ့အခါမှာအငယ်တန်းကစားသမဝိစီမှာအဲ့ဒီလိုဆရာထက်တန်မှုမျိုးကိုတွေ့ရတာကကြော့အတွက်ဝမ်းတာဆရာဖြစ်ပါရင်သူကနီးပြအေကိုနောက်ပြိုင်ပွဲမှာចောင်းကိုစားပြုဖို့ဘယ်သူဝေထိုက်တန်တယ်လဲဆိုတာစဉ်းစားတင်တယ်လို့အကြံပြုပါရင်နောက်တနေ့မနေ့မှာနီးပြအေကအငယ်တန်းအသင်းဟာနယူးယောက်မြို့မှာကျင်းပမဲ့လီလော့ပြိုင်ပွဲမှာចောင်းကိုစားပြုမယ်လို့လူဝိုင်းကိုကြေညာလိုက်ပါရင်အလုံးလုံးဝအံ့ဩတွားခဲ့ပါပြီးကြေညာပြီးရနောက်ចောင်းဘုတ်အဖွဲ့က စိတ်ဆိုးပြီးတော့နီးပြဲကိုတဘောတူညီချက်ဘာကြောင့်ချိုးဖောက်ရတယ်လဲလို့မိခဲ့ပါရီဒီလိုမျိုးဆုံးဖြတ်ချက်အပေါ်တကယ်စိတ်ဆိုးနေကြပါရီအကြောင်းကတော့ဒီပြိုင်ပွဲဟာဝါရှင်တန်တိုက်ကတိုရဲ့ဂုံတိခအတွက်အရန်ကိုအရေးကြီးလို့ပဲဖြစ်ပြီးတော့အထူရဖြစ်နှစ်ပေါင်း20လလုံးမနိုင်ဘူးတာကြောင့်ပို့ပြီးအရေးကြီးပါရီကျောင်းပုတ်အဖွဲ့ကအကြီးတန်းအတင်းထားပို့ပြီးတော့အစဉ်တက်ဖြစ်နေပြီလို့ယုံကြည်ပြီးသူတို့ရဲ့အမြင်မှာဆိုရင်အရေးအရှင်ပိုင်းတိတ်ပြီးမပြေဝသေးတဲ့အငယ်တန်းအတင်းကိုဆေလွတ်တာအတဘောမကြပါဘူး နီးပြဆယ်ကသူ့စီမှာနောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ပြောလိုက်တာကြောင့်ဂျောင်းဘုတ်အဖွဲ့ပူပြီးစိတ်ဆိုးကုန်ပါရီသူတို့ကဝါရှင်တန်ပြိုင်ပွဲရှင်ခဲ့မယ်ဆိုတော့သူ့ကိုထုတ်ပြမယ်လို့မှချိန်ချပါရီမွန်လွယ်ပိုင်မှာဆိုရင်ဂျိုးနဲ့ကြွိုက်တို့ဒိတ်ထွက်ပြီးတော့စားတောင်းဆိုင်တစ်ခုမှရှိနေတော့ဂျိုးကသူ့ရဲ့အဖေကိုအနည်းအနားမှတွေ့လဲပါရီသူ့အဖေနဲ့စကားတွားပြောတော့ဂျိုးရဲ့အဖေကသူ့နေတဲ့နေရာကိုအစကလေးကတိနေခဲ့ပြီးသူ့အကြောင်းအားလုံးကိုတိနေတဲ့အကြောင်းတိလိုက်ရပါရီ ဂျိုကဘာကြောင့်အဖေဟာသူ့ကိုဘယ်တော့မှလာမလဲတာလဲလို့မြေပါရီဂျိုရဲ့အဖေကသူ့သားကိုယုံကြည်ပြီးသူဟာကိုယ့်ရဲ့ရွေးချယ်မှုကိုလုံနိုင်တဲ့အရွယ်ရောက်နေပြီလို့ပြောပါရီသူ့အဖေကဂျိုးကိုအင်ကိုလာရှင်တဲ့အချိန်လာနိုင်ပါတယ်ဒါပေမဲ့ကိုဘတာနေဖို့ရွေးချယ်မယ်ဆိုရင်လည်းအင်ပြန်လာဖို့အသေးအချာမလုပ်ပါဘူးလို့ပြောပါရီ အဖေရဲ့ Q မဆိုင်တယ်လို့တဘောထားကိုဂျိုးကစိတ်ပြတ်သွားခဲ့ပါရင်ရက်တွေကြာလာပြီးတော့နယူးယောက်မှာပြိုင်ပွဲကြီးအတွက်ပြင်ဆင်နေကြတော့ဂျိုးဟာစိတ်ထဲမှာဆိုရင်ခေါင်းထဲမှာအတွေးတွေအများရှိနေတာကြောင့်လေးကျင်ခန်းမှာအမားတွေအများကြီးလုံးမိပါရင်ဒီလိုနဲ့တနေ့လေးကျင်ခန်းပြီးတော့နောက်တနေ့မှာအရေးကြီးတဲ့ပွဲရှိနေတော့နီးပြအေကသူဟာမကြသည်ဟင်ကာလာတဲ့အတွင်မှာအာယုမဆိုင်နိုင်တဲ့အတွက်ဂျိုးကိုဒရော့အကြီးနဲ့ဆူပါရီဂျိုးကတိတ်ပြီး Q site ပုံမပေါ်တဲ့အခါမှာနီးပြအေကဒရော့ထွက်ပြီးတော့ ဝါရှင်တန်ပြန်ဖို့နဲ့အသင်းကနေထုတ်ပြစ်လိုက်တဲ့အကြောင်းပြောပါရီးအဲ့ဒီညမှာဂျိုးကအိတ်လီကိုထုတ်နေတော့ကြော့ပြောင်းလာခဲ့ပြီးသူနဲ့သူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါရီးအလုံယုံတဲ့မှာကြော့ကသူဟာနှစ်ပေါင်းများစွာလီဝေကိုတိဆောက်ခဲ့လို့ ဘယ်လီဝေကအကောင်းတလဲစွာကိုတိတဲ့အကြောင်းပြောပြပါရီကြော့ဖာဂျိုးကိုအကောင်းဆုံးလေးဝေဟာစေးကြည့်တဲ့တစ်သားဝင်နဲ့လောက်ရတာမဟုတ်တဲ့အကြောင်းရှင်းပြခဲ့ပါရီအဓိကကတော့လေဟာရေပေါ်မှာဘလို့စွမ်းဆောင်ရည်ရှိတယ်လဲစွာနဲ့လေလော်သူတွေရဲ့စိတ်အားထက်သန်မှုအပေါ်မှာပဲမူတည်ပါတယ်လို့ပြောပါရီကြော့ကဘာပဲဖြစ်ဖြစ်အလီပေါ်ကလူဝိုင်းဟာစိတ်အားထက်သန်မှုရှိရမယ်ဒါကအောင်မြင်မှုရဲ့တော့ချက်ဖြစ်တယ်လို့အလီနဲ့ပြောပါရီဂျိုးဟာကြော့ပြန်စကားဝေကိုအရင်ထိခိုက်ခံစားသွားရပါရီနောက်တနည်းမနဲ့မှာပြန်ပွဲမစခင်ဂျိုးကနီးပြအေကို လိုက်မိခဲ့ပြီးသူ့ရဲ့ပြဿနာအလုံးနဲ့ဘဝဆက်ကြောင်းကိုရင်ဖွင့်ခဲ့ပါရင်သူအတင်းမှရှိနေရှင်လို့နောက်တစ်ချိန်အခွင့်ရေးပေးပါဆိုပြီးတောင်းပန်ပါရင်ဂျိုးကအငဲတန်းအတင်းအနိုင်ရဖို့အတွက်သူရှိသည်မြင်အားအလုံးကိုစိုက်ပါမယ်လို့ကတိပေးခဲ့ပါရင်ကျိုးရဲ့အခုလိုမျိုးစိတ်ထားကြောင့်နီးပြကလည်းတဘောကျသွားခဲ့ပြီးနောက်တစ်ချိန်အခွင့်ရေးပေးဖို့ဆုံးဖြတ်လိုက်ပါပြီ။ပြိုင်ပွဲကနောက်ဆုံးတော့စတင်ပါပြီ။ဒီပြိုင်ပွဲကဝါရှင်တန်ဟာဘာလီမြို့ကိုတွားနိုင်မယ်မတွားနိုင်ဘူးဆိုတာကိုဆုံးဖြတ်ပေးမှာပါ ဝါရှင်တန်ကနေ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 စခဲ့ပြီးနောက်ဆုံးနေရာကနေစခဲ့ပါရီဘော်မီဟာအသင်းကိုအတူတကွလှုံ့ဆော်ဖို့နဲ့အင်အားအလုံးကိုစိုက်ထုတ်ဖို့ပြောခဲ့ပါရီသူတို့ကအမြန်ဆုံးလီလော်ဖို့အတွက်ဇီယာထက်တန်ကြသလိုဝါရှင်တန်အသင်းရဲ့အရှိန်ကလည်းပူလာခဲ့ပါရီသူတို့ရဲ့ကြွက်သားဝေနာကျင်နေခဲ့ပေမဲ့သူတို့ကတော့ဆွဲမလျှော့ပါဘူးဆက်တိုက်လော်နေရာကနေနောက်ဆုံးတော့ရှေ့ဆုံးထိရောက်လာခဲ့ပါပြီတိုက်ပွဲဝင်ပြီးတဲ့နောက်ဝါရှင်တန်ကအထိတ်ဆုံးနေရာကိုရယူနိုင်သွားခဲ့ပါရီသူတို့ရဲ့စန္ဒပြင်းပြမှုနဲ့စူးစမ်းအားထုတ်မှုကတကယ်ကိုအကျိုးရှိခဲ့ပါရီ နီးပြအေဟာပြိတ္တအကြမှာကိုယူဝမ်းမြောက်နေခဲ့ပါပြီးနှစ်ပေါင်း20လလုံးအရှုံးနဲ့သာရင်ဆိုင်ခဲ့ရပြီးတော့အခုဆိုရင်သူ့အတင်းနောက်ဆုံးတော့အနံ့ယူနိုင်ခဲ့ပါပြီးဒီအမခန်းအောင်ပွဲကြောင့်ပဲဝါရှင်တန်အငယ်တန်းအတင်းဟာဂျာမနီနိုင်ငံဘာလီမှာကျင်းပမဲ့အိုလံပစ်ပြိုင်ပွဲမှာအမေရိကန်နိုင်ငံရဲ့ကိုယ်စားလှယ်ဖြစ်တရားဝင်နေရာရရှိခဲ့ပါပြီးအဲ့ဒီညမှာလူဝိုင်းအနံ့ရတာကိုပျော်ပျော်ပါနဲ့ဆင်နွှဲနေကြတော့အစိုးရကစာပို့သူတို့တည်င်းစိုးတစ်ခုနဲ့ရောက်ရှိလာခဲ့ပါပြီးစီးပွားရေးအချက်အသီးကြောင့်အစိုးရဖက်ကအိုလံပစ်ပွဲအတွက် ဂျာမနီကိုတွားမဲ့လေလောအတင်းအတွက်ကုန်ကျစရိတ်ကိုမပေးနိုင်တော့ဘူးလို့ပြောပါရင်တကယ်လို့များသူတို့အနေနဲ့တွားရှင်သေးတယ်ဆိုရင်တော့ဇင်းသွင်းခအမေရိကန်ဒေါ်လာ9000ကိုရှာဝေရမှာပါသူတို့စီမှာအချိန်တစ်ပတ်ပဲကြံတော့တယ်လို့ပြောလိုက်ပါရင်ကိုရှော်ကဒီသတင်းကိုကြားတော့ အရန်ကိုတုံလုံသွားခဲ့ပါပြီနောက်တနေ့မှာပဲကိုရှော့နဲ့လေလော်အတင်းတို့ဟာအတင်းကိုဘာလီမြို့အားဘယ်လိုမျိုးပို့ရမှာလဲဆိုတာကြောင်းပုံအဖွဲ့နဲ့တိုင်ပင်ခဲ့ကြပါရင်သူတို့စီမှာလိုအပ်တဲ့ငွေရဲ့တဝက်တာရှိနေသေးတာကိုသိလျက်ရပါရင်အဲ့ဒီမှာပဲကိုရှော့ကအကြံတစ်ခုရလာခဲ့ပါပြီနောက်တနေ့ကိုရှော့ဟာရေဒီယိုမှာသူ့အတင်းရဲ့အခက်အခဲအကြောင်းဖွင့်ဟပြီးတော့အမေရိကန်ပြည်သူ့ရေးစီကနေအကူအညီတောင်းခံခဲ့ပါရင်အတန်လွင့်ပြည်အနောက်မှာလူအများအပြားကလာရောက်ပန့်ဖို့လူဒန်းခဲ့ကြပါရင်ဂျိုးရဲ့အဖေကလည်းလူဒန်းသူ့ရဲ့အထင်းမှာပါပါရင်သူကစိတ်မဝင်စားတဲ့လိုမျိုးပုံ စံနဲ့နေထိုင်နေခဲ့ပေမဲ့သူ့ရဲ့သားကိုဂျာကန်နေတဆိုင်မမှကူညီပေးနေခဲ့တာပါရပ်ပေါင်းများစွာငွေရှာပြီးတော့ဝလံပြစ်ပွဲတွားဖို့တတ်မှတ်ထားတဲ့ရက်တငယ်အလို့မှာပဲနိပြအဲနဲ့လုဖော်ကန်ဖက်တွေကလူရန်ငွေအလုံးကိုပေါင်းလိုက်တော့ဒေါ်လာ300လုံးနေဒေတာကိုတွေ့ရပါရင်လူဝိုင်းမျောလင့်ချက်မဲ့နေတဲ့အချိန်မှာပဲကယ်လီဖိုးနီးယားအသင်းကနိပြရောက်လာခဲ့ပြီးဒေါ်လာ300တန်ချက်လက်မှတ်တစ်ဆောင်ကိုထည့်ပေးခဲ့ပါရင်နိပြစိတ်ကလေးမျက်ရည်ဝိုင်းလာခဲ့ပါရင် ပြိုင်ဖက်နီးပြစီကနေအခုလိုမျိုးအကူအညီရလိမ့်မယ်လို့တခါမှမမျှော်လင့်ထားပါဘူးကယ်လီဖိုးနီးယားနီးပြထွက်ခွာသွားတဲ့ခါမှာတော့နီးပြရဲ့ကိုခေါင်းကိုမော့ထားပြီးတော့ကဘာတဝမ်လုံးရဲ့မျက်မှောက်မှာသူရဲ့နိုင်ငံအတွက်အစွမ်းကုန်စူးစမ်းဖို့ပြောခဲ့ပြီးပါတယ်နောက်တနေ့မှာပဲဝါရှင်တန်အသင်းတောင်းဝေဟာဂျာမနီနိုင်ငံဘာလီမြို့ကိုလင်းရနဲ့ပြန်တန်းထွက်ခွာသွားကြပါတယ်အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာသူတို့ကအမေရိကန်နိုင်ငံရဲ့အမြင့်ဆုံးအပြေးသမား JCO ဝင်နဲ့တတိုက်ဆိုင်ဆုံတွေ့ခဲ့ပါတယ်နိုင်ငံရဲ့ကိုယ်စားလှယ်ဝင်ဖြစ်ကြလို့တယောက်ကိုတယောက်အားပေးခဲ့ကြပါတယ် ။အိုဝင်ကပြုံးတဲ့ချက်နဲ့သူဟာနိုင်ငံကိုကိုစားပြုံးနေတဲ့မကလူမဲဝေဟာမြင်ရတာထက်ပိုကြီးမားတဲ့အကြောင်းကဘာကိုပြသွားမယ်လို့ပြောခဲ့ပါရင်နောက်တနေ့မှာတော့အိုလံပစ်လေလောပွဲစတင်မှာပြီးအမေရိကန်အသင်းသားဝေဟာအစွမ်းကုန်ရှင်းပြိုင်ခဲ့ပြီးတော့နောက်ဆုံးမှာအနိုင်ရခဲ့ပါရင်ဝမ်နေဆီယာက ပြိုင်ပွဲဖြစ်ပြီးရနောက် လေလောတမတူလဲကြတာခဲ့ပါရင်ဆရာဝန်နာစစ်စေးကြည့်တော့ကိုလျှော်ကအတင်းသားသူဖျားနေတဲ့အကြောင်းနဲ့အနားယူဖို့လိုအပ်တဲ့အကြောင်းအတင်းသားဝီကိုပြောခဲ့ပါရင်ဒါပေမဲ့ဝန်နေဆရာကနောက်ဆုံးပြိုင်ပွဲကို၃ရက်အတွင်းကျင်းပမှဖြစ်ပြီး ူ့ရဲ့အခြေအနေကပုံပုံဆိုးရွားလာခဲ့ပါပြီးအရန်ကစားသမားဝီမရှိတဲ့အတွက်ကြောင့်နီးပြအေဟာသူ့ကိုတတ်သိမွေးပြီးဆက်ပြိုင်ဖို့တောင်းဆိုခဲ့ရပါပြီးနီးပြအေဟာပြန်ပွဲမဆခင်အတင်းသားဝီကိုစိတ်ပါလက်ပါလေးလော်ဖို့ပြောခဲ့ပါပြီးသူကသူတို့ကိုယုံကြည်ပြီးတော့ဘီခာနီမြင်းအထိလုံနေဆိုရှိတယ်လို့တီပါရီလီလော်တမောက်ဝီအစင်တဲ့ဖြစ်နေတဲ့အချိန်မှာအမ်တော့ဟစ်တလာကိုလည်းကြည်နေတာတွေ့ရပါတယ်မိနစ်အနည်းငယ်အကြာမှာပဲဝလံပြက်လီလော်ပြန်ပွဲနောက်ဆုံးဘောလူစတင်ခဲ့ပါပြီ အမေရိကန်အတင်းဟာအဖွဲ့ဝင်သူဂျမိုင်းမကောင်းတဲ့အတွက်ကြောင့်ရုံးကန်နေရတာတိတာပြီးမဲ့သူတို့ကတော့အရှုံးမပေးပါဘူး ဘော်ဘီကလေလော်တမောင်ရဲ့အင်အားစိုးရုပ်လာတာကိုသတိထားမိပြီးတော့စိတ်ဓာတ်ကိုမြင့်တင်ပေးဖို့ကြိုးစားပါရီသူကဒီနေရာအထိရောက်ဖို့အတွက်သူတို့ကြိုးစားခဲ့တဲ့မြတ်အကြောင်းကိုလည်းသတိပေးပါရီတဏီနီးနဲ့ပဲအသင်းရဲ့စိတ်ဓာတ်တက်ကြွလာခဲ့ပြီးတော့အရှိန်ဟုန်ပြန်ရလာခဲ့ပါရီသူတို့ဟာအရှိကအသင်းတွေကိုစတင်ကြော်တက်လာခဲ့ပါပြီအီတလီဂျာမနီနဲ့အမေရိကန်တို့ဘီးခါနီမြင်းအနားမှာအရန်ကိုနီးကပ်နေကြပါရီဘတူအနိုင်ရမလဲဆိုတော့ကိုကြိယုံနဲ့ခွဲခြားလို့မရနိုင်လို့ဒိုင်နီကသူတို့ရဲ့မြင်းဖြတ်တဲ့အချိန်မှာရိုက်ကူးထားတဲ့ဓာတ်ပုံကိုကြည့်ပြီးဆုံးဖြတ်ခဲ့ရပါရီ ဓာတ်ပုံကို print ထုတ်ကစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဒိုင်းဝေကအမေရိကန်အတင်အနိုင်ရတဲ့အကြောင်းကြေညာခဲ့ပါတယ်။ဂျိုးရဲ့အဖေ Joy အပါအဝင် radio ကိုနားထောင်နေကြတဲ့အမေရိကန်အားလုံးကအယူအမူဝမ်းတာရွှင်လန်းအော်ဟစ်အားပေးကြပါတယ်။နီးပြအဲနဲ့နီးပြတွန်တို့အဝေးကနေအယံကိုကွန်ယူနေကြတဲ့ပုံပေါက်နေခဲ့ပါတယ်။နီးပြဆေကဒီလူဟာသူတွေ့ဖူးတမျှလေလောအတင်းတဲ့အထဲကမှအကောင်းဆုံးပါပဲလို့ဆိုခဲ့ပါတယ်။ကြည့်ရှုကြပရိသတ်များအားလုံးကျေးဇူးအထူးတင်ရှိပါခင်ဗျာ။